ဆယ်စုကလုံမဲ့ရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူတွေရဲ့စည်ရင်းကိုစက်တင်ဘာလ30မှာစပြီးထုတ်ပြန်ပေးထားပေမဲ့ပြည်သူအများစုကစိတ်ဝင်စားတာကြောင့်တွားကြည့်သူမရှိသလောက်ဖြစ်နေတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတွေကပြောပါတယ်ရွေးကောက်ပွဲအတွက်မဲစီရင်ရက်ွက်ရုံတွေမှာကတ်ထားတာဖြစ်ပြီးမဲစီရင်လာကြည့်ကြဖို့ကိုလည်းတလန်းဝင် တလန်းထွက်အသံချက်ဆက်နဲ့လိုက်အော်အသိပေးတာတွေရှိတယ်လို့သင်္ကန်းကျိုးမြို့နယ်နေပြည်သူတယောက်ကပြောပါတယ် မင်္ဂလာတော်မြို့နယ်နေပြည်သူတယောက်ကလည်းမဲစင်းသွားကြည့်သူမရှိတဲ့အတွက် အပိုင်ဆက်အိမ်မှုရအိမ်မှုတွေကမဲစင်းကြည့်ဖို့တိုင်တက်စင်လိုက်ခေါ်နေတာရှိတယ်လို့ပြောပါတယ်။အဲ့ဒီမဲစင်းကိုစက်တင်ဘာ30ကနေအောက်တိုဘာ17ရက်အထိသက်ဆိုင်ရာရက်ွက်ရုံတွေမှာကတ်ထားကြညာပေးထားမှဖြစ်ပြီးစီးရင်ထဲမှာမပါရင်ပုံစံသုံးနဲ့ထည့်သွင်းပေးဖို့တောင်းဆိုတာ မပါသင့်တဲ့သူရှိရင် ပုံစံလေးနဲ့ကန့်ကွက်တာမဲစင်းထဲမှာပါတဲ့အချက်လက်လွဲမှားနေရင်ပုံစံလေးကားငယ်နဲ့ပြင်ဆင်လွှာတင်သွင်းစီလိုတဲ့ဆိုပြီးစစ်ကောက်စီဩဇာခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ပြစ်စေဖြစ်ဆက်တာတွေလုပ်ပြီးရင်နောက်ဆုံးအချိန်နေနဲ့နိုဝင်ဘာလအထက်မှာထပ်ပြီးကြေညာပေးသွားမှာဖြစ်သလိုအိမ်နောက်စုတစုကိုအနည်းဆုံးတယောက်မပြတ်မကွက်လာကြည့်ဖို့ကိုလည်းဆိုထားပါရဲ့ရှင်